ဟေးဗီဒီယိုကလစ်လေးတစ်ခုပြမယ်အဲဒီမှာကျွန်တော်ကြောင်းသားတွေကို စာသင်နေတုန်းမှာကျွန်တော်ပြောပြတဲ့စကားလေးတွေပါမယ်အကြောင်းအရာကဘာနဲ့ဆိုင်မလဲဆိုတော့ကျောင်းပါကြောင်းနှစ်ပတ်ဆက်တိုက်မပြတ်သင့်ဘူးလေအဲ့ဒါရဲ့အန်ဒီရကပါလေအဲ့ဒါပါမယ်ပြီးရင်ဘလိုလူမျိုးတွေ study group လုပ်တင်တယ်လဲ speaking partner ထားတင်တယ်လဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ သိရမယ်ကြည့်လိုက်အောင်ကျောင်းသားတွေအများကြီးပတ်တန်တွေအများကြီးကြာတွေ့ဘူးတဲ့ရာထောင်ချပြီးတော့ပတ်တန်တွေ observation လုပ်ခုတဲ့အခါအတန်းတွေမှာ attendance scout တယ်ဆိုလို့ရှိရင်ပေါ့နော်အခုကတော့ attendance မ scout ဘူးဒါပေမဲ့ attendance scout တယ်ဆိုလို့ရှိရင်မှတ်တမ်းတွေမှာဘယ်လိုရှိလဲဆိုတော့လူတွေရဲ့သွားတဲ့ပုံစံနော်အခု ABC student name တွေမတူကြအောင်ရှိကြမယ်ပြီးရင် week ပဲဖြစ်ဖြစ် day ပဲဖြစ်ဖြစ်ပေါ့နော်1 2အဲ့လိုမျိုးသွားမယ်ဆိုပါဘူးနော်အဲ့မှာ များသောအားဖြင့်ပေါ့နော်အတန်းအပ်တဲ့ကိစ္စအတန်းတက်တဲ့ကိစ္စကိုရှေးပိုင်းအပတ်၄ပတ်လောက်မှာ manage လုပ်ပြီးတော့ရအောင်မတက်နိုင်တဲ့သူနဲ့တက်နိုင်တဲ့သူနဲ့ကွာသွားတယ်။ဒီမှာဒီနားမှာမတက်နိုင်ဘူး။ဟိုဒီလိုဖြစ်သွားတာဖြစ်ဖြစ်မယ်။ဒါမှမဟုတ်ဒီလိုလေးဖြစ်နေတာတော့အဲပြီးရင်ဒီလိုဖြစ်ပြီးတော့နောက်တော့ဒီလိုဖြစ်တာအဲအဲ့လိုမျိုးဖြစ်တဲ့သူတွေကတင်းနှံအဆုံးကိုမရောက်တဲ့သူကများတယ်။ဒီရပထမတစ်လလောက်အတွင်းမှာ ှန်အောင်တက်တဲ့သူကနောက်ဖက်မှာမှန်အောင်လက်ဖြစ်တယ်ဆိုတော့လောဆယ်အဲ့ဒါလေးတစ်ချက်ကိုယ့်အကိုသုံးသက်ပါเนาะဒီတန်းမ်းမှာမဟုတ်ဘူးတခြားအတန်းတွေမှာဆိုလို့ရှိရင်လည်းလည်းပြန်သုံးသက်ပေးရှေ့ပိုင်းအပတ်ဒီမှာကြောင်းအပြတ်များမိသလားတခါလေးမှာမဖြစ်မနေပြရတာဆိုတာရှိတတ်တယ်နားလည်းပဲအတက်လက်နဲ့စီမှာဒါအနည်းနဲ့များရှိမှာဒါပေမဲ့အဲ့လိုပြတ်သွားနေရှိတော့ပြန်ပြီးတော့ကိုယ့်ကိုပြန်ထိပြန်ဟာမဖြစ်သေးဘူးဒါအဲ့လိုဇက်တိုက်ပြက်နေရင်ဘာပြဿနာရှိမလဲဆရာနဲ့တွေ့ရတဲ့ဟာဝေးသွားရော ဝေးသွားတဲ့အခါဘာဖြစ် landing momentum ကျသွားပြီကျသွားတော့အခုဒီမှာကြည့်ဒီចောင်းသားဆိုရင်အခု D ဆိုတဲ့ចောင်းသားဆိုပါဘူး तू ကဒီနဲ့ဒီကြားမှာဘယ်လောက်ချတာတပတ်ချတာပြတ်တာတော့နှစ်ချိန်ပဲပြတ်တာအများကြီးမဟုတ်ဘူးနှစ်ချိန်ပဲပြတ်တာဒါပေမဲ့ဒီပတ်နဲ့ဒီပတ်နောက်ထပ်1 week အဲ့သူပြန်လာတက်မဲ့ပတ်ချားမှာဘယ်လောက်ထပ်ချမ်းဟောကြည့်လား ပြတ်တော့တာနှစ်ချိန်ပြတ်တယ်ပြောတာနော်ဒါမဲ့နှစ်ပတ်မအားဘူးစတိုက်ပြတ်တယ်ဆိုတာတကယ်လက်တွေ့မှာမဖြစ်သွားလဲသုံးပတ်ဆရာနဲ့ဝေသွားတာအဲ့ဒါအရင်ကြောက်ဖို့ကောင်းတယ်အဲ့ဒါအခုအဝါနဲ့ခြေပြတ်ထားဆိုတာဆရာတနာလို့ခြေပြတ်ထားတာတကယ်လက်တွေ့မှာအဲ့ဒီအဲ့လောက်ခြားသွားတယ်သုံးပတ်လောက်ခြားသွားတဲ့ကြောင်းတန်တယောက်အတန်းပြန်လာတက်ဖို့ motivation အလွန်ခက်တယ်များသောဖြင့်ကြာဆုံးတယ်အဲ့မှာလာတက်ဖို့ အလွန်ခတ်တယ်လာတက်တယ်ဆိုရင်ဇာချီကျူးတယ်အဲ့ဒါတုံတန်ရုံစိတ်နဲ့မရအောင်သုံးပတ်လောက်ပြက်ပြက်တယ်လို့ဖြစ်သွားတာအမှန်တော့ပြက်တာကတော့နှစ်ချိန်ပဲပြက်တာဒါပေမဲ့တကယ်ခြားသွားတာသုံးပတ်ခြားသွားတာအဲ့ဒါဆိုရင်အထိသွားအဲ့ဒါကြောင့်ဒီလိုမျိုးလဲမဖြစ်စေချင်တဲ့အတွက်ကြောင့်ပြက်တယ်အเจ้าမပြက်အောင်လို့ကြိုးစားတာပေါ့နော်ဒါပေမဲ့အเจ้าပြက်သည်ရှိတော့ဘာလို့တင့်လဲ library membership လက်ဆောင်ပေးထားတယ်တခြားအချိန်တွေမှာအားရနဲ့ကြော်ရင်လာတက်ပါ လန်နင်းမိုမန်တမ်ရှူတော့ငါကျင်အတန်းတိုင်းကတခြားတန်းတွေလည်းဆိုင်တယ်ကိုကတရားရောက်နဲ့ရာတရားနဲ့တွေ့ရတဲ့အချိန်မှာဒီအချိန်မှာမတွေ့ရရင်နောက်တစ်ချိန်ဒီတစ်ပတ်ထဲမှာနေ့တိုင်းနေ့ပါအခွင့်အရေးရှိတယ်ပေါ့နော်နေ့တိုင်းနေ့ပါဖွင့်မဆရာနဲ့မတွေ့ဆိုတခြား teacher တရားနဲ့တွေ့ဖို့ခွင့်လမ်းရှိတယ်အဲ့ဒီဟာကိုသုံးချပါနော်ကိုကမဖြစ်မနေကြောင်းပြရတယ်များတယ်နေမကောင်းဖြစ်မဲ့မိသားစုပြဿနာရှိမဲ့ဝေးကြီးပြဿနာရှိမဲ့အများကြီးမှအများကြီးဖြစ်မဲ့ကွာ တော့အဲ့လိုဖြစ်တဲ့ပတ်တွေမှာတခြားအချိန်မှာအတန်းချိန်ကိုနေဦးမအားဘူးဆိုရင် တခြားအချိန်တွေမှာတပတ်မှာ live session ဒီစနစ်ထဲမှာ9နာရီလောက်ကြုံစရာအလန်းကြောင်ရှိတယ်။နောက်ဆုံးအဲ့ဒါတွေတစ်ခုမှမရအောင်ဆိုရင်မစနေနေ့စကားဝိုင်းမနေ့ညဆိုရင်ဇာအားလို့စကားဝိုင်းလာပြတဲ့တော့ကျောင်းသားတစုနဲ့စကားပြောပြတဲ့ဘာသာပြန်တဲ့အကြောင်းအရာတွေပါအဆုံးပါသွားတယ်။ဒါလည်းတနည်းအားဖြင့်တော့ငါးထောင်နဲ့အတူအတွက်အကျိုးရှိသွားတယ်။စသဖြင့်ပေါ့နော်။ဆိုတော့ သင်ယူလူစိတ်ကိုပျောက်ဆုံးသွားတယ်ဆိုတာမဖြစ်အောင်ပေးထားတဲ့အတိုင်းအဝိုင်းထဲမှာအဲ့ဒါကိုရအောင်ယူအဲ့တော့ဒါအခုအထူးသဖြင့်တော့ live တက်ဖို့အားနေတဲ့သူ live တက်ဖို့အဆင်ပြေတဲ့သူဖြစ်နေတယ်ဆိုရင်ကိုယ့်ကိုယ်နဲ့ပြန်ပြီးတော့ sensitive ပေါ့နော်ဒီ momentum ကိုပြန်ထိမ့်မယ်ဟုတ်ပြီနော်တကယ်လို့မဖြစ်မနေကိုကအလုပ်ရှုပ်တယ်အချိန်နဲ့မကိုက်ဘူးဆိုရင် study partner study group နဲ့အလုပ်လုပ်လို့ရတယ်အဲ့ဒါကိုလည်းကျတော့ event ဖွဲ့ပြီးတော့လုပ်ပေးဖို့ရှိတယ်လာမဲ့ တနင်္ဂနွေနေ့မှာရှိတယ်เนาะအဲ့တော့စနေရောတနင်္ဂနွေရောမှာဒီဘက်က event ရှိမယ် Saturday October 25မှာ event ရှိမယ်အဲ့ဒါတော့ orientation လုပ်ပေးတာဒီမှာ focus ထားပြီးလုပ်ပေးမှာ Discord ကိုပို့ပြီးတော့ပုံစံတကျ concept မေးပြီးနဲ့သုံးတက်အောင်သင်ပေးမယ်အခုလုပ်နေတဲ့အနေထားလောက်နဲ့ဒါ Discord သုံးတာမပြည့်စုံသေးဘူးเนาะအဲ့တော့ Discord ကိုပို့ပြီးတော့ထဲထဲဝင်သုံးတက်အောင်ရှင်းပြပေးမယ်26 26မှာ Sunday မှာ study group ပဲဖြစ်ဖြစ် speaking partner ပဲဖြစ်ဖြစ်ချိတ်ဆက်ပေးတဲ့ပွဲလုံးမှာအားတဲ့ချိန်အချိန်ချင်းတူတဲ့သူ learning goals နဲ့နှိစက်တဲ့သူတွေကိုချိတ်ဆက်ပေးပြီးတော့ဖွဲ့ဖွဲ့ပေးမှာအဲ့အဖွဲ့ကိုဒီတိုင်းပဲဖွဲ့ပေးရုံပဲမဟုတ်ဘူး study group တစ်ခုကိုဘယ်လိုကင်တွဲရမလဲဘယ်လိုထိန်းသိမ်းရမလဲအဲ့ဒါတွေပါသင်ပေးမှာဆိုတော့အဲ့ဒီနေ့ကိုလာတက်လို့ရတယ်အဲ့ကောင် record လည်းမရှိဘူးเนาะပြန်ကြည့်လို့ရတာမျိုးမဟုတ်ဘူး live လာတက်တဲ့သူအတွက်ပဲလုပ်ပေးတာအပွဲလာတက်မှရခုန orientation ကတော့စနေနေ့မှာအခရနာရနေ့7နာရီခွဲအဲ့တော့အဲ့ဒီနှစ်ခုလာမဲ့အပတ်မှာရှိမယ်အဲ့တော့ကိုယ့်အကိုတစ်ချက်ကြည်တာကိုလိုအပ်မယ်ဆိုရင်ဒါကိုယ့်အတွက်အသုံးတက်မယ်ဆိုလို့ရှိရင်လာတက်တဲ့နေ့အဓိကအားရတယ်ဆိုရင်တော့မှအဲလာတက်လိုက်အကျိုးတော့ရှိသွားမှာပေါ့နော်အဲ့ဒါလေးကြိုးပြပြထားတာ s t u y group တွေပါလို့ share နေတဲ့သူရှိသလား speaking partner အခု share နေတဲ့သူတွေဘယ်နှယောက်လို့ရှိလဲတစ်ချက်လောက်လက်ထောင်ပေးပါအောင်အဲကိုယ့်ရဲ့ preference တွေဘယ် course ကိုလုပ်ချင်တာဘယ်လိုအချိန်ကြီးအားလားဘာဦးစားပေးနေတာစသဖြင့်အဲ့ဒါလေးတွေဖြည့်ပေးရအဲ့ဒါ Google Classroom ထဲမှာတင်ပေးမယ်အဲ့ဒါနေဖြည့်တာဖြည့်သားပြီးသွားလို့ရှင်အဲ့ဒါကို form တင်ထားလိုက်ကြတော့ကြည့်ပြီးတော့ပြန်ပြီးတော့ organize လုပ်ပေးတာပေါ့နော်အဲ့ဒါလေးတစ်ချက်ချိုးပြီးတော့ပြပြထားတယ်အဲ့တော့စာတင်တာလေးပြန်စာရအောင်